ယင်းဒီတန်တဲ့ဒီတို့များတွင်ဝန်လေးချင်းဖြင့်စက်ကပ်ဘိုးစီညီတက်မတဲ့ရဲ့ပြီးမြစ်တာပို့တာချင်းအစီအစဉ်ပဲဖြစ်ပါလိမ့်ရှင်တို့ဖြစ်ပါတော့ကြောင့်ကျောင်းရောက်ချင်းမြင်ပေးပါတော့ဂူဂီရှိဧည့်သည်တော်လူချင်းမြင်များကမိမိတို့ရဲ့နေရာလေးမှာစက္ကန့်90ကြာညီတက်မတက်ရက်ပြီးညစ်တာကုသပေးပါရန်ယူတီလေးစားစွာဖြင့်ပန်ချအပ်ပါလိမ့်ရှင် ကျွန်တော်တို့စက္ကန့်90ငိန်တက်မြစ်တပ်ပြည်မှာပြီးတော့ဝယ်တီလုံးလေးနဲ့ပဲရင်ထဲမှာဟုတ်တယ်မလားအရင်တော့ကပွဲတွေလမ်းနေမှာဟုတ်တမင်းညင်တယ်တမင်းညင်ဆိုတော့လည်းပဲငိန်ရပဲရှိတယ်ကျွန်တော်တို့ဒီထဲက90အကန်တော့ငိန်ပြီးတော့မတက်ရပြီးတော့ဒီတရှင်းလက်ကြောင်းကြက်သိမ်းထားရင်ထဲမှာလည်း slide 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 လေးလေးဟုတ်လိုက်ကနေခံစားရတယ် ပါလို့လဲဝန်းနေတာကျွန်တော်တို့ဒီပြီးခဲ့တဲ့မတ်လ28ရက်နေ့ကငလင်းကျွန်တော်တို့မန္တလေးမှာအများကြီးခံစားရတယ်မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတော်တယ်မန္တလေးမြို့မှာကြီးကျယ်ဆုံးဆိုးဘွားဆုံးထိခိုက်ခံရတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒါကိုအနေနဲ့ကျွန်တော်မှတောင်းအရှိတန်းနေမှာမဟုတ်ဘူးကျွန်တော်တို့ဒီပေါ်မှာအနေနဲ့ ြုနာတရားပွားများနိုင်တယ်ဆိုရင်ဒါကုညီရာရောက်ခြင်းပဲဖြစ်တယ်။ဒါအောင်လည်းအများအားမှတ်ရနေတယ်ပြီးခြင်းရတယ်ကုညီခြင်းဖြစ်တယ်။လူတွေကတော့များသဖြင့်ငလင်းအလော် rebel re ဆက်တဲ့ method တွေပြောကြတာပေါ့နော်။ဒါတွေကတော့တက္ကနာပူနိုင်နိုင်လောက်အောင်ဖြစ်တယ်။ဒါပေမဲ့အများနဲ့ကျွန်တော်မန္တလေးသားများအမှတ်ရနေဖို့ပူတာပေါ့နော်။ဒါကြောင့်ကျွန်တော်ကဒါမန္တလေးဆိုရင်ရောက်အောင်ပြေးလာတယ်။မန္တလေးဒါဖြစ်ရတော့ကျွန်တော် ကော်မီပဲပေါ့။အကျွန်တော်ဒါလေးတွေလည်းဒီလိုထက်ထက်ပြောတာ။အော်ဒီနေ့ဆိုရင်ဒါဟိုမန္တလေးကလေးကြီးလှုပ်ခဲ့တာ။ခုနလပြည့်ဖို့၃ရက်လို့ကျွန်တော်မန္တလေးမန္တလေးမှာရင်းနေမှာနေရတာရှိ။ဒါနောက်၃ရက်နေခုနလပြည့်ဖို့အဲကျွန်တော်ဒါလောက်ဆက်ရှိတဲ့ဒါတိုင်းကိစ္စနဲ့လောက်အောင်မှာရှိတယ်။အဲ့တော့ကျွန်တော်တို့ ခုနကဒါပြီးသွားတယ်ကျွန်တော်တို့ကမနေ့တနေ့ကလိုပဲဖြစ်တယ်မနေ့တနေ့ကလိုပဲဖြစ်နေတဲ့ဟာတွေကတကယ်လို့တတိုင်းဆိုင် issue ကျွန်တော်တချို့ဟာတွေကျွန်တော် share ပေးမယ်ပြမယ်လို့ပြောတာပါเนาะအားကြောင့်ဒါဒီကပရိသတ်တွေအဲ့ဒီတော်တွေကျွန်တော်ရောက်တဲ့ခါမှာဒီကျွန်တော်ကတိတော့အတင်းပြချင်တယ်เนาะကျွန်တော်ကဒါ မင်္ဂလာချက်ပြေပြည့်စုံတဲ့အချိန်လေးမှာအခုလိုမင်္ဂလာအခမ်းအနားမှာကျေးဇူးတင်ပါတယ်။ကျွန်တော်ကြည့်တဲ့အိတ်တဲ့အလေးမျိုးကိုလိုချင်တဲ့ကုန်ပြီးကျွန်တော်ကတော့ဒီအမကလည်းပြည်စနေအဖေကကောင်းကြီးစွာ၍ဒီယောက်ျားအချင်းရာမှာပါတယ်ရှင်။ဘယ်နှစ်ကြာလဲ